မြမငလင်းဘေးအတွက်သိန်းပေါင်း9000လွှတ်တန်းပြီးယာယီစေယုံတွေကိုနှစ်ရက်တွင်ဆောက်လုပ်ပေးခဲ့တဲ့ဥဇော်ဆောင်အလုံးမေမင်္ဂလာပေါင်းဗမစ်စနောင်းကနေကြိုဆိုလိုက်ပါတယ် ARV Foundation ကိုတည်ထောင်ထားတဲ့ဥဇော်ဆောင်ကမြန်မာနိုင်ငံရဲ့အချမ်းသာဆုံးတထေးကြီးတွေထဲမှာပါဝင်သူဖြစ်ပြီး မြမပြည်သူတွေအပေါ်မှာစေတနာထားသူတယောက်ပေါင်းဒီပိုင်းလုပ်ငန်းများစွာတည်ထောင်ထားတဲ့ဦးစောစောကလူဝံများရဲ့လေးစားမှုကိုရရှိထားတဲ့တထဲကြီးတယောက်ဖြစ်ပါတယ်။လွန်ခဲ့တဲ့မလ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့ငလျင်ကြောင့်ပျက်စီးမှုတွေများနေတဲ့အချိန်မှာပဲဦးစောစောကယာယီဆေးရုံကိုနှစ်ရက်တွင်ရအောင်ဖွင့်လှစ်ခဲ့ပါတယ်။ဦးစောစောဟာမြမငလျင်အတွက်သိန်းပေါင်း9000လှူဒန်းခဲ့ပြီးလက်ရှိမှာသူ့ရဲ့ယာယီဆေးရုံတွင်နဲ့စိတ်ကူးသပေးနေတာပေါ့။ဦးစောစောကကိုဗစ်ကာလမှာလည်းယာယီဆေးရုံတွေကိုတိစောက်ပြီးကိုဗစ်လူနာတွေကိုကူသပေးခဲ့မှုတွေအတွေ့အကြုံရှိပါတယ်။ ငါနေလှုပ်ပြီးပြီးကျမပဲဥစောစောရဲ့ AOD Foundation ကအဖွဲ့သားတွေဟောင်းမန္တလေးကိုအမြန်ရောက်လာကြပြီးနှစ်ရက်အတွင်းမှာယာယီဆိုင်ုံကိုပြီးစီအောင်ဆောက်လုပ်ကြပါတယ်။ဥစောစောရဲ့ AOD Foundation ကမန္တလေးပြည်သူဆိုင်ုံကြီးအတွက်ဂရင်း90ဆန့်ယာယီဆိုင်ုံတယုံမန္တလေးကန်တော်နတီကင်ဆာဆိုင်ုံအတွက်ဂရင်း150ဆန့်ယာယီဆိုင်ုံတယုံကိုရပ်ပိုင်းတွင်တိစောက်ပြီးတော့လူနာရီကိုကုသပေးနေတာပါ။တဲလေးတွင်နဲ့တိစောက်ထားတဲ့ယာယီဆိုင်ုံတွေမှာအရေးပေါ်ခွဲစိတ်ဖို့အတွက်ပစ္စည်းတွေစေလူအားတွေကိုပါဖြည့်တင်းပေးထားတာပါ။တန်းစင်ကန်းရဲ့ရေချိုး ခန်းတွေကိုပါဆောက်လုပ်ပေးထားပြီးဥစောစောကိုတိုင်ဥဆောင်နေပါတယ်။မန္တလေးအရောအထုကုဆေးရုံကြီးမှာလည်းဂရင်တရာဆန့်ယာယီဆေးရုံနဲ့သခိုင်းပြည်သူဆေးရုံအတွက်ဂရင်တရာဆန့်ယာယီဆေးရုံကိုအမြတ်ဆုံးဖွင့်လှစ်နိုင်အောင်စူးစမ်းနေတာပါ။ ယာယီစေယုံတွင်မှာ HDU ဂရင်းတွေပါပါဝင်အောင်ထည့်သွင်းပေးထားပါတယ်။ငလျင်လုတ်ပြီးတဲ့နောက်ထိခိုက်တံရရသူတွေများနေကစေယုံတပ်သူတွေနဲ့မနိုင်မနှင်းဖြစ်လာခဲ့တာပေါ့။ငလျင်ဘေးကိုကြောက်တာကြောင့်လူနာတွေအခက်တွေ့နေတဲ့အချိန်မှာဥဆော့ဆော့ရဲ့ယာယီစေယုံတွေကအထောက်အကူဖြစ်ပါတယ်။ယာယီတဲလေးတွေနဲ့ဆောက်လုပ်ထားတဲ့စေယုံဖြစ်ပေမဲ့လည်းနှလုံးအတွက်ကုသတဲ့အဆောင်ကိုပါတည်တံ့ခွဲထားတဲ့အထိဂီးဆိုင်ပေးနေတဲ့သူပေါ့။ဥဆော့ဆော့ကယာယီစေယုံတွေကိုအလှည့်မြတ်တိဆောက်ပြီးလိုအပ်တဲ့ပစ္စည်းတွေစားလူအားတွေအတွက်သိန်း2000ကိုအသုံးပြုနေပါတယ်။ မြန်မာနိုင်ငံမှာဘီလီယံနာတထဲကြီးတွေများစွာရှိပေမဲ့လည်းဥဆောင်စွာကတော့မြန်မာလူမျိုးတွေကိုအမြဲတမ်းချစ်ရှုပေးသူတယောက်ဖြစ်ပါတယ်။တဘာဝဘေးအန္တရာယ်တွေဖြစ်လာတိုင်းမှာဥဆောင်စွာကကုညီနေပြီးကိုဗစ်မှာလည်းယာယီဆေးရုံတွင်နဲ့ကုသပေးဖို့တဲ့အတွေ့အကြုံရှိခဲ့ပါတယ်။ အခြားသောဘီလီယံနာတထေးကြီးတွေထက်ဥဆော့ဆော့ရဲ့စေတနာကတော့ပိုပြီးထင်ရှားနေတာကြောင့်သူ့ကိုလေးစားနေတာပေါ့ဥဆော့ဆော့ထပ်ပိုပြီးကြွားချမ်းသာတဲ့ဘီလီယံနာတထေးကြီးတွေလည်းမြန်မာနိုင်ငံမှာများစွာရှိပေမယ့်လူအများကိုကူညီဖို့အတွက်ငွေအားလူအားစိုက်ထုတ်ဖို့ဆိုတာကတော့မလွယ်ကူပါဘူးအပေါ်ရန်ကောင်းပြားနေတာမဟုတ်ပဲမြန်မာလူမျိုးတွေအပေါ်မှာတကယ်စေတနာထားတဲ့ဥဆော့ဆော့ကိုတော့တာရုခွန်နေကြကောင်အလူငွေတွေလည်းထဲ့ဝင်နေပါတယ်ဥဆော့ဆော့ကငလျင်လှုပ်ပြီးစရက်တွေမှာယာယီဆဲယုံတွေကိုလည်းတိစောက်ပေးသလိုကဲဆဲလုပ်ငန်းတွေအတွက်လည်းဆိုင်ရန်တရားကြီးတွေနဲ့ကူညီခဲ့သူဖြစ်ပါတယ် မြန်မာနိုင်ငံမှာငလျင်ဘေးဖြစ်ပွားတဲ့အခါအခြားနိုင်ငံတွေကလည်းဆေးဝါးအကူအညီတွေပေးကြသလိုကိုယ်တိုင်လည်းလာရောက်ကူတာပေးကြပါတယ်။မြန်မာနိုင်ငံသားတထဲကြီးဦးစောစောကလည်း ARD Foundation ရဲ့အတူလူအများရဲ့ကျန်းမာရေးကိုစောင့်ရှောက်ပေးနေကောင်းဦးစောစောရဲ့ ARD Foundation ကိုလည်းအလွန်ငွေတွေလှူဒါန်းနိုင်ပါတယ်။မြန်မာနိုင်ငံကငလျင်ဘေးကိုကူညီဖို့အတွက်သိန်းပေါင်း9000လှူဒါန်းခဲ့တဲ့ဦးစောစောအပေါ်ဘရိတ်တော်ရဲ့အမြင့်ကိုလည်းပြပြခဲ့ပါဦးနော်။အလုံးကိုကျေးဇူးတင်ပါတယ်။အကြောင်းမျိုးမျိုးကြောင့်ကွယ်လွန်သွားခဲ့ရတဲ့သူတွေလည်းကောင်းရာဘုံဘွားရောက်ရှိပါစေကြောင်းနဲ့ ကိုညိကဲဆဲထောက်ပံ့ပေးသူအားလုံးကိုကျေးဇူးထူးပဲတင်ကြောင်းပြောကြားရင်းနဲ့နေ့ရက်တိုင်းအတွက်ပြောရှင်ပါစေ။